ားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့အချစ်ကျင်းစာဆိုတဲ့အချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေကျင်းစာလန်တွေ့တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြအောင်ကျောင်းကိုဆရာလေးတယောက်ရောက်လာသည်။ကျောင်းကိုဆရာကြီးဦးခင်ရွှေ ဝမ်းသာသွားတော့သည်ဒေါ်တော်ရောက်လာသည့်ចောင်းဆရာလေးကငငယ်ချောချောရုပ်ချောချောចောင်းဆရာလေးတွင်ရွာကိုရောက်လာရင်ပြေတနာတစ်ခုမှောက်တစ်ခုပေါ်တတ်သည်ထိုចောင်းဆရာကြီးဥခင်ရွှေကသူ့လက်ထောက်ဆရာလေးကမ်းမြစ်မောင်ကိုစုံမနေရသည်မင်းကိုမှားကျင်တာတော့ကွယ်ရွာသူတွေကိုရှောင်ကြလာဆရာကြီးဥခင်ရွှေ၏နောက်ဆုံးအမှားစကားဖြစ်သည်ဆရာလေးကမ်းမြစ်မောင်ကလည်း တော်ရှာပါပြီသည်မိန်းကလေးဆိုရင်မျက်လုံးမော်ရွေးပင် မကြည့်သူတယောက်ဖြစ်နေရဆရာကြီးမှာစိတ်အေးရတော့သည်ဆရာလေးចောင်းကိုရောက်ပြီး6လခန့်ကြာတွင်သူ့မိခင်ကရွာကိုလိုက်လာသည်တညနေခင်းဆရာကြီးအိမ်ကိုသူ့မိခင်ကရောက်လာပြီးစကားပြောကြသည်သားကိုစိတ်မချလို့လိုက်လာရလားဟုတ်တယ်ဆရာကြီးရေကျမသားလေးကကျောင်းဆရာလှုပ်ချင်လို့နေဆိုလို့သား လှုပ်လိုက်ရတာကျမကစိတ်မချဘူးရှင်သူလည်းအရွယ်ရောက်ပြီးသားသူတယောက်ပဲဗျာမောင်ကမင်းမောင်ကတီးကြည့်ပါတယ်ဆရာကြီးရောပဲအားကိုးရတော့မှာပဲအပ်ပါလေရှင်ကျွန်တော်ကျောင်းကိုရောက်လာတဲ့ဆရာတိုင်းကိုကျွန်တော်ကသားသမီးလိုစောင့်ရှောက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ရှင်ဒါပေမဲ့တခုတော့ဆရာကြီးကိုပြောချင်တယ်ဒီကိစ္စဘသူ့ကိုမှလည်းမသိစေချင်ဘူးဘာများလဲဗျာ ။ဒါလေးကမိမယူလို့မရဘူးဆရာကြီး။ဒီမှာဗျာ။သေးချိန်နဲ့သေး၊ပွင့်ချိန်နဲ့ပွင့်ဆိုတဲ့စကားရှိပါတယ်။အချိန်တန်တော့လေတားရမယ်မထင်ပါဘူး။ဆရာကြီး၊ကျမကလည်းတားနေတာမဟုတ်ပါဘူးရှင်။ဒါပေမဲ့တားနဲ့ပတ်သက်တဲ့မိန်းကလေးတိုင်းကကန်ဆိုးလိုက်မယ်ရှင်။ဒါကြောင့်ပြောရတာပါ။ตาลีหาอัจฉิจัยซาติเนตูวาจนอน้ําเลวูคะเหมีย ဘာလဲဗျအချစ်ကျင်စာဆိုတာတားဆယ်တဲ့ចောင်းသားဘွားကရေးစားထားမှုတယ်ရှင်အဲ့ဒီမိန်းကလေးဘာဖြစ်သွားလဲသိလားကျွန်တော်ဘလို့သိနိုင်ပါလဲဗျကားတိုက်သေးသွားတယ်အဲ့ဒါမောင်ကံမြင့်မောင်နေဘလို့ပတ်သက်လို့လဲအဲ့ဒီမိန်းကလေးကကျမသားကိုမှချစ်တာကိုဒါတော့ဗျာတိုက်ဆိုင်မှုတစ်ခုပါပြောအောင်မယ်ဆရာကြီးတုတ်တက်ကတော့တတိယနေ့မှာ မိန်းကလေးတယောက်နဲ့ထပ်ပြီးတော့ဖြစ်သေးတယ်။အဲဒီမိန်းကလေးကလည်းသူ့နေတဲ့လေးတက်တိုက်ပေါ်ကနေခုံချပြီးတော့တတ်သေးသွားတယ်။ဟင်ဟုတ်လား။ဟုတ်ပါတယ်ရှင်။ဆရာကြီးကတိုက်ဆိုင်မှုလို့ထင်သေးလား။ဒါလေမိန်းကလေးမှာဖီးအားတစ်ခုခုရှိတော့ကြောင်းဖြစ်မှာပေါ့။မောင်ကန်မြောင်နဲ့တတ်ဆိုင်နေလို့လား။သားနဲ့ချစ်သူတွေဖြစ်တာပါရှင်။မင်းကလေးကသူ့ဘာသာသူတတ်တည်သွားတာပါ။ ဖြစ်ရလေဗျာရှိသေးတယ်ဆရာကြီးရှိသေးတယ်ဟုတ်လားမနှစ်ကပေါ့ရက်ကွက်ထဲကတုံးနဲ့ငဲတငယ်ချင်းကောင်မလေးဘာလို့လုံးနဲ့ဖြစ်ပြန်တာပဲအဲ့ဒီမင်းကလေးရောအစိတ်ထောက်ပြီးတော့တည်သွားတယ်ဆရာကြီးဖြားမောင်ကံမြင့်မောင်နဲ့ပတ်သက်နေရလားချစ်သူရေးပဲဖြစ်သေးတာဆရာကြီးရဲ့ဘာမှဖြစ်ကြသေးတာမဟုတ်ဘူးအေးဗျာတတိယကျင်းဆိုတော့စဉ်းစားစရာဖြစ်လာပြီ ဒါကြောင့်ဆရာကြီးကိုတည်အောင်လို့ပြောထားတာပါရှင်။ကျမသားကိုစိုးရိမ်နေစရာထက်သူနဲ့ပတ်သက်တဲ့မိန်းကလေးတွေကိုတခုခုဖြစ်မှာစိုးရိမ်လို့ပါ။အေးဗျာဘယ်လိုပြောအောင်မှန်းတော့မသိတော့ပါဘူး။မောင်ကံမြင့်မောင်ကဒါကြောင့်နေတူပါလေ။မိန်းကလေးတွေကိုလှည့်တော့မကြည့်ပါဘူးဗျာ။ဆရာကြီးကိုပဲအပ်ပါတယ်ရှင်။ဆရာလေးကံမြင့်မောင်မိခင်ပြန်သွားပြီ။နောက်တလခန့်အကြာတွင်ចောင်းကိုចောင်းဆရာလေးတယောက် ထက်ခံပြန်သည်ကံကောင်းသည်ဟုဆိုရမည်ဆရာကြီးဥခင်ရွှေမှာနောက်ရောက်လာသည့်ចောင်းဆရာကလည်းဆရာတယောက်ဖြစ်နေသဖြင့်ပို့ပြီးတော့စိတ်ချမ်းသာနေသည်နောက်ရောက်လာသောဆရာလေးမှာမောင်နှံထဖြစ်သည် မောင်ကံမြင့်မောင်နှင့်မောင်နှံထတို့ကိုရှားကြလေးနှစ်ယောက်ဖြစ်နေသဖြင့်ရွာရှိအိမ်တိမ်ထဲတွင်အတူထားလိုက်သည်ချက်ပြုတ်စားတော့ဤကိစ္စမှာမောင်နှံနာကချက်တက်ပြုတ်တက်ဖြစ်သောကြောင့် တော်တော့တော်သေးသည်တတော်နှစ်ယောက်ကတော်အတူစားတူညီကိုနှစ်ယောက်ပမာတင်မြတ်ကြသဖြင့်ဆရာကြီးလည်းပျော်နေသည်ဆရာသုံးယောက်တက်ညီလက်ညီနဲ့တင်ကြားကြသဖြင့်မူလာရင်ကြောင့်လေးကလည်းပို့ပြီးတော့စီကားလာသည်ဆရာလေးနှစ်ယောက်ကိုရွှာရှိကာလာသမီးတွေကပိုးကြပန်းကြရှောက်ပြန်သမီးလောက်ကြသဖြင့်ဆရာကြီးကအမျိုးသမီးခေါင်းဆောင်ကိုခေါ်ပြီးဟန့်ထားရသည် ငါဆရာတွေစိတ်ဆင်းရဲအောင်လုပ်လို့ပြန်ပြေးရင်တော့နင်းတို့ចောင်းကိုပိတ်ပစ်မယ်ဟုချင်းချောက်လာရသည်နောက်ဆုံးအတန်းနှင့်စာမေးပွဲတွေစစ်ဆေးချိန်ကိုရှောက်ရှည်လာသည်စာမေးပွဲလဲစိတ်အမှတ်တွေလဲစင်းနဲ့တပြိုင်တည်းလှုပ်ကြသည်စရုပ်ထာတဲ့စာမေးပွဲကចောင်းပေါင်းဆက်ဖြစ်အားစရုပ်ထာတဲ့တင်းတော်မောင်းကံမြင့်မောင်းမပြန်နိုင်သေးပါမောင်နန္ဒကိုဆရာကြီးကပြန်ချင်းလျင်ပြန်ဟု ပြောတော့လေသူကမပြန် ကျောင်းသားတွေကိုလည်းညလဲအောင်းလင်းမိထုံကဆရာလေးနှစ်ယောက်ကကော်ဖီရင်ဖီတင်ကြသည်မှာအားရစရာဖြစ်တော်သည်ရုပ်ထားတဲ့စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်ဆရာလေးကမြင့်မောင်ကစာဖေးမိတ်ကလေးတွေကိုသုံးတဲ့အတူရွာမှသုံးမိုင်ခန့်ဝေးတဲ့တိုက်နယ်ကျောင်းသို့လိုက်သွားပြီးစာမေးပွဲသွားဆောင်သည်ကလေးတွေအားလုံးနောက်ဆုံးပါတာအထိဖြေနိုင်ကြသဖြင့်ပျော်ကြသည်မောင်ကမြင့်မောင်က ဆရာကြီးအိမ်ကိုရောက်လာပြီးကျောင်းသားတွေကောင်းမွန်စွာဖြေနိုင်ကြောင်းလာဝင်ပြောသည်ခမင်းစားပြီးပြီလားမောင်ကံမြင့်မောင်မစားရသေးဘူးဆရာကြီးရဲ့အေးမောင်နန္ဒတယောက်တော့ဝတ်သားပေါ်တဲ့အိမ်ကဝတ်သားသွားဝင်တာတွေ့လိုက်တယ်ကွဟာကောင်းလိုက်တာခမင်းစားကောင်းမှာပဲမောင်ကံမြင့်မောင်ဆရာကြီးကိုနှုတ်ဆက်ပြီးပြန်သွားသည်ခဏကြာမှမောင်ကံမြင့်မောင်ဆရာကြီးထံကိုအပြေးလေးရောက်လာသည် ဆရာကြီးဆရာကြီးဘာဖြစ်လို့လဲကွယ်အိမ်မာအိမ်မာလိုက်ကြည့်ပါဦးဆရာကြီးသူကငိုတန်ပါကြီးနဲ့ပြောနေသည်ဘာဖြစ်လို့လဲနာရတည်ပြီးဟင်ဆရာကြီးသူ့နောက်ကို အပြေးလေးလိုက်သွားသည်ဆရာနှစ်ယောက်အတူနေသောအိမ်တွင်ရွာသားတွေကဝိုင်းနေကြသည်ဆရာကြီးကအတင်းတုံထိုးပြီးအထဲကိုဝင်သွားသည် မောင်နှံတစ်ယောက်ကတော့ထောက်တန်းတွင်ကြိုးတစ်ချောင်းနဲ့ တန်တန်ကြီးတည်နေသည်အဲ့ဒီအချိန်မှာဆရာကြီးစဉ်းစားလိုက်မိတာကမောင်ကံမြင့်မောင်ကမောင်နှံချနဲ့ချင်းနေကြလားဆိုတာပါပဲ။